်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမအဦးဆုံးဖျံသခင်ရဲ့ခြေဆုတော်ကိုချီးမွမ်းပါတယ်ကောင်းသောအကျင့်အတွက်စိတ်မပြတ်ပါနှင့်ဆိုတဲ့ကောင်းစဉ်နဲ့ဂလာတိအခန်းကြီး6အငယ်9ကိုဆင်ခြင်သွားခြင်းပါတယ် ငါတို့သည်အာမလျော့စိတ်မပြတ်ဖဲကောင်းသောအကျင့်ကိုကျင့်ကြကုန်အံထို့သောတည်ကြည်၍ကျင့်လျင်အချိန်တန်သောကာလ၌အသည့်အနံကိုရည်ရကြလိမ့်မည်လူဘဝအတ္တဓမ္မတခါတည်းရန်အတ္တလန်းကကြမ်းတမ်းလာပြီးတော့စွန်စားအသက်ရှင်နေရသလိုခံစားရပါလိမ့်မယ်ဘုရားသခင်ကိုအားကိုးတဲ့အခါမှာလည်းပဲအချိန်မတန်ခင်ဘုရားသခင်ကဘာမှ မလောက်လာသေးတဲ့အတွင်စိတ်တက်ကြဖို့ဆိုတာကလည်းလွဲပါတယ်ဒီနေ့နှုတ်ကပ်တော်ဂရီတော်ကကျွန်တော်တို့ယုံကြည်သူတွေကိုဖျားသခင်ရဲ့အလိုတော်အတွင်မှာ အသက်ရှင်နေခြင်းကိုညီငွေမှုမဖြစ်စေဘဲနဲ့မျှော်လင့်ချက်ကိုပေးပါတယ်လောကမှာစိုက်တဲ့အတိုင်းရိပ်ရမယ်ဆိုတဲ့လောကတစ်ခုလုံးနဲ့ပတ်သက်တဲ့စัจ java လာတစ်ခုလုံးနဲ့လည်းသက်ဆိုင်တဲ့ဥပဒေတစ်ခုရှိပါတယ်ဖျားသခင်ရဲ့နိုင်ငံတော်အထဲမှာကျွန်တော်တို့အနေနဲ့နာခံမှုနဲ့ ကောင်းတဲ့အကျင့်မျိုးစေ့တွေကိုစိုက်တဲ့အခါမှာကောင်းကြီးမင်္ဂလာတွေကို ခံစားရမှာဖြစ်တယ်။ဒါပေမဲ့အချိန်တော့ပေးရမှာဖြစ်တယ်။ပြဿနာကတစ်ခါတခါရိတ်သိမ်းဖို့အတွက်အချိန်ကြာတတ်ပါလေ။မျိုးစေ့ကိုစိုက်တဲ့အခါချက်ချင်းအသေးမသေးပါဘူး။တစ်စိတ်တစ်ခုကနေကြီးထွားဖို့အတီးတီးလာတဲ့အပင်ဖြစ်ဖို့အတွက်အချိန်ပေးရပါလေ။ကောင်းတဲ့အကျင့်မျိုးစေ့တွေကိုစိုက်ပျိုးတဲ့အခါမှာအဲ့ဒီမျိုးစေ့ကောင်းတွေဖြစ်ထွန်းလာဖို့အတွက်အချိန်လိုအပ်ပါလေ။ မျိုးစိတ်တွေကိုစိုက်ပျိုးခြင်းနဲ့အကျိုးကျေးဇူးတွေကိုပြန်လည်ရိုက်သိမ်းခြင်းကြားထဲမှာကျွန်တော်အနေနဲ့ညီငွေပြီးတော့စိတ်တက်ကြသွားနိုင်ပါတယ်။ရိုက်သိမ်းခြင်းကိုစောင့်ဆိုင်းနေတဲ့အချိန်မှာဘုရားသခင်ကကျွန်တော်ကိုလှုပ်ဆောင်ဖို့အတွက်စိတ်ခိုင်းမှုအမှန်တမျှမှာစိတ်ပြတ်သွားနိုင်ပါတယ်။နော်အေးဟာဘုရားသခင်စိတ်ခိုင်းတဲ့အတိုင်းသင်္ဘောကြီးကိုတိဆောက်နေခြင်းအနှစ်120ဟောပြောခဲ့ပြီးတဲ့အချိန်မှာ သူ့မိသားစုကလွဲပြီးတော့မှပြောင်းလဲတဲ့သူတယောက်ကိုမှမတွေ့ခဲ့ရပါဘူး။နော်ဤအနေနဲ့ငါဘာများမှားနေလဲဆိုတာကိုသူတွေးနေမိမှတေးကြပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့မိုးရွာလာပြီးတော့သူနဲ့သူ့ရဲ့မိသားစုတွေနောက်ရွေးချယ်တဲ့တရိษံတွေအားလုံးကဲတင်နိုင်ခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဘုရားသခင်စေခိုင်းတဲ့အလုံနဲ့ပတ်သက်တဲ့ရလက်ကိုမမြင်ရသေးပေမဲ့လည်းလက်မလျှော့ဘဲနဲ့ဆက်လုပ်သွားဖို့ပဲဖြစ်တယ်။ လူတော်တော်များများကဘုရားသခင်စီကိုင်းတဲ့အလုတ်ကိုလှုပ်ပြီးတော့တိတ်မကြာခင်မှာလက်လျှော့လိုက်တဲ့အတွက်ကောင်းကြီးများစွာကိုလက်လွတ်သွားကြရပါတယ်။ရိတ်သိမ်းချိန်ရောက်တဲ့တိုင်အောင်ဘုရားသခင်စီခိုင်းတဲ့အရာမှန်သမျှကိုလိုက်နာခြင်းနဲ့စိုက်ပျိုးနေဖို့ပဲဖြစ်တယ်။ဆက်ပြီးတော့ကောင်းတဲ့မျိုးစေ့တွေကိုစိုက်ရင်အချိန်တန်တဲ့အခါမှာအသည့်အနံဒီထွက်လာမှာဖြစ်တယ်။ချက်ချင်းအောင်မြင်ခြင်းရမယ်ဆိုတာကဘုရားသခင်ကောင်းကြီးပေးတဲ့ညွန်ပြချက်ဖြစ်ကြောင်း အမြဲတမ်းသတ်မှတ်ထားလို့မရပါဘူး။ကောင်းတဲ့မျိုးစိကိုနေ့တိုင်းသစ္စာရှိရှိစိုက်ပျိုးနေတဲ့သူအတွက်အချိန်တန်တဲ့အခါကောင်းတဲ့အသည့်အနံကိုရိတ်သိမ်းရမှာဖြစ်တယ်။ပြားကံကကျွန်တော်တို့ကိုစီခိုင်းနေတဲ့အဝန်းအဝိုင်းအတွင်းမှာအမှုဆောင်နေရပြီးတော့ရက်လက်ကိုကျွန်တော်တို့မမြင်ရပေမဲ့လက်မလျှော့လိုက်ပါနဲ့။ဆက်ပြီးတော့စိုက်ပျိုးသွားဖို့ဖြစ်တယ်။အချိန်တန်တဲ့အခါရိတ်သိမ်းချိန်ကိုရောက်လာမှာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့မိသားစုဝင်ဒါမှမဟုတ်မိတ်ဆွေသူငယ်ချင်းတယောက်ယောက်ပြောင်းလဲလာဖို့ဆုတောင်းခြင်းပြုရင်ပြုနေနိုင်ပါတယ်သူ့အတွက်ဆုတောင်းခြင်းမှာညီငွေမှုမဖြစ်ပါနဲ့ဆက်ပြီးတော့မှဆုတောင်းပါပြားခင်ကအချိန်တန်တဲ့အခါမှာအပြည့်ပေးလာမှာဖြစ်တယ်ကျွန်တော်တို့အနေနဲ့ပြဿနာတစ်ခုဒါမှမဟုတ်အခြေအနေတစ်ခုအတွဲရုန်းကန်နေရတာမျိုးလည်းဖြစ်ခြင်းဖြစ်ပါလိမ့်မယ်ကောင်းတဲ့မှန်ကန်တဲ့အရာအတွက်မရက်တန့်လိုက်ပါနဲ့ မှန်ကန်တဲ့ကောင်းတဲ့မျိုးစစ်ကိုဆက်ကျဲမယ်ဆိုရင်အတိအနံတွေဟာအချိန်တန်တဲ့အခါမှာထွက်လာမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဝန်ခံ အသက်ရှင်သွားကြဖို့ကကျွန်တော်စိတ်မပြတ်ဘဲနဲ့ကျွန်တော်တို့ကိုဘုရားသခင်စေခိုင်းနေတဲ့ကောင်းတဲ့မျိုးစစ်တွေကိုဆက်ပြီးတော့စိုက်ပျိုးသွားရမယ်။ရလက်ကိုမမြင်ရပေမဲ့လည်းအချိန်တန်တဲ့အခါမှာရိတ်သိမ်းခြင်းရောက်လာမယ်။ကျွန်တော်တို့ပင်ပန်းနေပေမဲ့လည်းအရှုံးမပေးရပါဘူး။ဘုရားသခင်ကကျွန်တော်တို့ စိုက်ပျိုးတဲ့မျိုးစေ့ကိုကြီးထွားစေတော်မူမှာဖြစ်တယ်။ဘုရားသခင်ပြင်ဆင်ပေးတဲ့ရိတ်သိမ်းရမယ့်အချိန်ကာလရောက်လာတဲ့တိုင်အောင်တစ္ဆာရှိသွားနိုင်ဖို့ဘုရားသခင်ကကြာနာဆင်ခြင်ခဲ့သူအားလုံးနဲ့အတူ ရှိနေပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်တော်အစီအစဉ်ဖြစ်တော်ကြောင်းစောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာဖြင့်လို့ဆော်အပ်ပါသည်။